မြန်မာပြည်မှာမရှိတော့တဲ့ဘာမကြောင်တွေအကြောင်းကိုပြောပြပေးခြင်းပါတယ်ဒီလိုပြောလို့မြန်မာပြည်ကကြောင်တွေကဘာမကြောင်မဟုတ်ဘူးလားလို့မေးကြမဲ့သူတွေအတွက်တခုတော့ပြန်ဖြေပေးလို့ပါတယ်ကျွန်တော်တို့အိမ်မှာမွေးထားကြတယ်ဒါမှမဟုတ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ကြောင်တွေကဘာမကြောင်တွေမဟုတ်ပါဘူးဒါဆိုရင်ဘာမကြောင်ဆိုတာကဘယ်လိုမျိုးလဲဘာမကြောင်ဆိုတာကအရင်တုန်းကမြန်မာနိုင်ငံမှာရှိခဲ့ဘူးတဲ့ဒေသခံကြောင်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ် ဘာမားကြောင်တွေနဲ့လက်ရှိကျွန်တော်တို့အိမ်မှာမွေးထားတဲ့ကြောင်တွေကတူညီခြင်းတော့မရှိပါဘူး။ဘာမားညာမြမပြည်ကနေအစားပြုခဲ့တဲ့ကြောင်တွေဖြစ်ပြီးတော့လက်ရှိချိန်မှာမြို့တော်ပြောက်ခဲ့သွားပြီလို့တောင်သတ်မှတ်ထားလို့ရပါတယ်။အရင်တုန်းကဘာမားကြောင်တွေဟာမြန်မာနဲ့ထိုင်းနေဆက်တလျှောက်မှာကျဆားကြတဲ့ကြောင်မျိုးစိတ်ဖြစ်ပြီးတော့ကျမ်းမာတန်ဆန်းတဲ့ကြောင်မျိုးစိတ်တွေဖြစ်တဲ့အတွက်ယောဂဗျာကလည်းဖြစ်ခဲ့ပြီးတက်တန်းအားအနေနဲ့20လောက်ထိနေထိုင်နိုင်တာကြောင့် တတ်တန်းရှည်ကြောင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်1939နှစ်မှာတော့ဘာမာကျောင်းဟာအမေရိကန်ဘာသာရေးဆရာတဦးကြောင့်အမေရိကန်နိုင်ငံကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီဘာသာရေးဆရာကလည်းကျောင်းကိုချစ်ခင်လွမ်းတာကြောင့်ဥရောပကျောင်းဝင်းမြူရဲ့နေစနစ်တိုင်းဝင်းမြူခဲ့ပါတယ်။နောက်ပိုင်းမှာလည်းဘာသာရေးဆရာကမြန်မာနိုင်ငံကနေကျောင်းတွေကိုထပ်မံဝင်းမြူခဲ့ပြီး မွေးမြူထားတဲ့ကြောင်တွေကိုမြို့ပွားခဲ့ပြီးဘာမကြောင်ဖြစ်ဆက်လက်ရောင်းချခဲ့ပါတယ်။ဒါကြောင့်လဲဘာမကြောင်တွေဟာအမေရိကန်နိုင်ငံနဲ့ဥရောပမှာလူတွေရဲ့အချစ်တော်တွေဖြစ်ရပ်တည်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ဘာမကြောင်တွေဟာအမေရိကန်နိုင်ငံအပြင်ဥရောပနိုင်ငံတွေမှာတရုတ်တရားနဲ့မွေးမြူနေကြတဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်သတ်မှတ်လို့ရပြီးဘာမကြောင်တကောင်ကိုအမေရိကန်ဒေါ်လာ200ကနေအမေရိကန်ဒေါ်လာ1000လောက်ထိကျတဲ့နေပေမဲ့ မြန်မာနိုင်ငံမှာတော့ဘာမှကြောင့်မွေးမြူတဲ့အိမ်ကတော့ရှားပါးနေဆဲဖြစ်ပါတယ်